ားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတစ်ခုတုန်းကကျွန်တော် program music တီးဖို့အတွက်ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ခုဗီဒီယိုတစ်ခုလုပ်ပြထားပါတယ်အခုနောက်တစ်ခုထပ်လုပ်ပြပါမယ်အဲ့ဒီတစ်ချိန်မှာပဲအဲအခုကတင်စာမော်မတင်စာမော်ဆိုထားတဲ့ version ပါဟိုပထမတစ်ခေါက်လောက်တာက original တစ်ချိန်မှာဥအောင်ရင်ဆိုထားတဲ့ version ပါ ဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလေးလုပ်ပြီးသွားရင် drum စရေးတဲ့ဟာကိုကျွန်တော်တို့ကသွားရမှာပေါ့နော်အာဆိုတော့ပထမဆုံးစင်အနေနဲ့စမယ်ကျွန်တော်တို့ပထမဆုံးစင်အနေနဲ့ project ထဲကိုတချင်းတစ်ပုဒ်ကိုစထည့်ပါမယ်အခုကျွန်တော်တချင်းကိုကျွန်တော်ဖုန်းကိုင်ဒေါင်းလုဒ်ဆွဲထားတယ်ဒေါင်းလုဒ်ဆွဲထားပြီးတော့အာကျွန်တော် Telegram ကနေဒီဘက်ကို share ထားတယ်အဲ့ဒါကျွန်တော်အဲ့ဒါလေးဒေါင်းလုဒ်လုပ်လိုက်ပါမယ်နော် ရပါပြီအဲ့တော့တချင်းကတချင်းကိုကျွန်တော် import လုပ်ပါမယ် project ထဲကိုဆွတ်ထည့်မယ်ပါ Okay တချင်းရောက်လာပါပြီအဲ့တချင်းရောက်လာပြီးရင်ကျွန်တော်တို့ကမလုပ်ရမလဲဆိုတော့အဲတချင်းရောက်လာပြီးရင်ကျွန်တော်တို့ကအဲ့တချင်းကိုတချင်းရဲ့ tempo ကိုရှာမှာပါရှာပြီးတော့ project ရဲ့ tempo ကိုလည်း အဲ့ဒီသချင်းရဲ့တန်ဖိုးအတိုင်းပြောင်းရမှာပေါ့နော်အဲ့တော့ပထမဆုံးအဆင့်နေတဲ့တန်ဖိုးရှာဖို့အတွက်သချင်းရဲ့မြည်တိနေရာက 5z fast b ကိုမဆိုယူလို့ရပါတယ်အဲ့ဒါယူပြီးတော့ကတ်ကြီးနဲ့ခြိုက်ပါမယ်ဒါ fast b ပါနော်ကျွန်တော်ရှာပြီးသားဒီနားလေးကိုဖြတ်မယ်ရှေ့ကိုဖြတ်မယ်သချင်းကိုသချင်းကိုနောက်ကိုအဲ့သချင်းကို project ရဲ့ထိပ်ဆုံးကိုကတ်လိုက်ပါမယ်ဒါပါပြီအဲ့ဖွင့်ကြည့်လိုက်မယ် โอเคยังเจนเนาะเนี่ยเนี่ยโตละ minus 5 minus 6ลาวโตละဟုတ်။အားတော်ကြီးပါ။တချင်းရဲ့တန်ပုံနဲ့ကိုက်မနေပါဘူးနော်။နော်တောင်းတော့ပြီးတိုးပြလာ။မကိုက်နဲ့နော်။ Okay ကျွန်တော်ကိုက်အောင်လုပ်တော့မယ်။ဟောပြီးတော့ပြီးခဏပိတ်ထားမယ်။ရှေ့ကိုကတ်ပြီးသွားပြီ။ကတ်ပြီးသွားရင်နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတော့ ဝေ့ကိုဆက်လက်လုပ်မယ်လိုင်းကိုဆက်လက်လုပ်မယ် project ထဲမှာ tempo detection ဆိုတဲ့ function လေး ਨੇ ကျွန်တော်တို့ဒီဟာကိုဒီ project demo ရှာမှာပါဒီဟာအသီးဘာမှလို့ပြောမှာဆိုတော့သူ auto ရှာပေးတဲ့ဟာပေါ့သူအနည်းဆက်ဆုံးရားသလောက်အထိကိုအကုန်လုံး auto ရှာပေးတယ်မရတဲ့ဟာအမှလူကအနေအကျင်လိုက်ပြင်ရတာပေါ့နော်ဒီလိုမျိုးရှာတဲ့နီးရအမျိုးမျိုးနီးအမျိုးမျိုးရှိပါတယ်ဒါပေမဲ့ဒီနီးရပုံမြန်တယ်အဲတချင်း တချင်းတိုင်းအတွက်တော့မဟုတ်ပါဘူးတချင်းတော်တော်များများအတွက်အဆင်ပြေတယ်ဒါအခုကျွန်တော်လုတ်ပြမယ်နော်တမ်ပိုတချင်းနှိပ်လိုက်မယ်ပြီးရင်ဘာမှလုပ်ရမှာမလို့ analyze ဆိုနှိပ်လိုက်မယ် okay ကျွန်တော်ဖွင့်ကြည့်လိုက်မယ်ကြိုက်တယ်နော်နောက်လည်းကြော်ပြီးဆက်လိုက်မယ် ိုက်တယ်ကြော်လိုက်ပဲအိုက်တယ်ไปเลย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 เอาอะดันดันดันพี่รู้สิเนาะก็หาได้ไม่รู้หรอกไอ้เนาะก็หาได้กวนลงเพ็ดไล่ไปบ่าวซะดีกว่า တချင်း live show တွေမှာနေသလိုပဲအဲ့ဒီ dan 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 ဘာကြောင်ဘာကြောင်ဘာကြောင်ဟောအမကိုရဲ့ adlet ရှောက်ပြီးတော့အဲတီးတဲ့ဟာလေပေါ့နော်အဲ့တော့အဲ့ကောင်လေးကိုဖြတ်ပလိုက်မနောက်ကဟာအဲ့ဒီကောင်ကတချို့ဟာတွေကဒီမှာတခါတည်းတန်းဖြတ်လိုက်လို့ရတယ်ချို့ဟာဆိုမပေါ်ဘူးမပေါ်တဲ့ဟာဆိုလို့ရှိရင်အဲ့ဒါပေါ်တဲ့ဟာကိုဒီမှာ select လုပ်ပြီးဖြတ်လိုက်မယ်အခုဒီမှာဆိုဒီမှာဒီတစ်ခုကပြောင်းတယ်နော်အဲ့တော့ပြောင်းရင်ကျွန်တော် control d tempo trap အဲ့ဒါ tempo trap ရဲ့ shortcut က control d အဲ့ဒါတော့ အဲ့ထဲမှာဆိုအကုန်ပေါ်တယ်နော်ဖြက်ဆိုရင်ကျွန်တော်ဒီမှာโอเคပါပြီโอเคအဲ့တော့တဘောလုံးညီးနေတယ်အဲ့ edit လုပ်เสียလို့သလားဆိုရင်လို့တဲ့နေရာဆိုရင်တော့လုပ်ပေါ့မလို့တဲ့နေရာမလုပ်နဲ့ပေါ့အာဒီဘုတ်မှာတော့မလုပ်ရင်လည်းရပါတယ်ဒါပေမဲ့ edit လုပ်တာလေးလည်းတခါတည်း tempo edit လောက်တာလေးတခါလေးပြကြရင်တော့ဒီနေရာလေးမရှိမရှိမရှာကြတဲ့လောက်မှာဆိုဒီနေရာလေးမကြိုက်နေဘူးပေါ့နော်ဒီနေရာလေးကလေတီးတာလေးနည်းနည်းလေးဒီမှာတီးရတာလေးရှိကိုနည်းနည်းရအောင် project တံပိုးလေးကြာနည်းနည်း ကြိုက်ဘူးပေါ့နားထောင်ကြည့်လိုက်နော်ချင်းရအဲ့တော့အဲ့ဒါကိုအဲ့ဒီလို့ရှိရင်လွယ်လွယ်လေးပဲအဲဟိုဒီမှာဒီထိမှန်တယ်ဒီထိကြိုက်တယ်အဒီကောင်လေးက wave ကအရှိကိုရောက်နေတာအဲ wave ကမြန်နေတာပေါ့နော်မြန်လို့ရှိရောက်သွားတာပေါ့ project ကနှီးနေတယ် project ကိုနည်းနည်းတင်ပေးရမယ်အဲ့တော့သူ့ကိုဒီနားကိုမြန်ညင်းနေဆိုရင်ဒီနားကအစမှန်ကဒါဖြစ်တယ်အဲ့ကောင်ကိုမြန်ပေးရမှာပေါ့အဲ့တော့ဆက်လက်တစ်ချက်လောက် ့ရှင်ဒီမှာ value ကဒီမှာဘိန်းလုံးလေးနဲ့တုံးပြီးတက်လာကိုလိုချင်သလားတိုက်သွားပြီဟုတ်ပြီဒီကောင်ကျတော့နောက်နေနေရောက်သွားတယ်အဲ့တော့သူ့ကိုလို့ချင်ဒီကောင်နဲ့ရမယ်ဆက်လက်တစ်ချက်တော့သူ့ကိုနည်းနည်း short ပေးရမယ်ရပြီဒီမှာကျတော့ short ပေးရမယ်အဲ့တော့ဒါကိုတစ်ချက်နဲ့ short ပေးလိုက်ဒါဆိုရင်ကြိုက်သွားပြီကြည့်အဲ ဖြစ်သွားမှာနော်အဲ့တော့ကျွန်တော်တို့ကတော်တော်များများရသွားပါပြီအဲ့တော့နောက်တစ်ဆင့်ဘာဆက်လုပ်ရမလဲဆိုတော့ဒီမှာဒီမှာ time signature မှာဒီ14ဖြစ်နေအဲ့ဒါကို44ပြောင်းလိုက်မယ်4/4နေလိုက်မယ်အဲ့ဒီဟာကို D ရတွေ double click နေပြီးပြောင်းလို့လည်းရတယ်လို့ D ရတွေလည်းတော့ပြောင်းလို့ရပါတယ်နော်ဘယ်လိုပြောင်းပြောင်းရပါလဲโอเคအဲ့တော့ကျွန်တော်တို့ project demo နဲ့လည်းအကုန်ကြိုက်ပြီးသွားပြီဆိုတော့ ကျွန်တော်ဘာချက်လောက်မလဲဆိုတော့နောက်တစ်ဆင့်အနေနဲ့တန်ဘိုကမန်ယူရဲ့တန်ဘိုဖြစ်တဲ့အတွက်ကျွန်တော်ဒီတန်ဒီနေရာကိုတစ်ချက်ကြည့်ပေးနေပါနော်ဒီနေရာကြည့်မယ်ပါ200တက်နော်အဲရှေ့နေနဲ့တိုးလိုက်မယ်ပါ205 190 195 190 193 190နော်တန်200နဲ့195ဂျားထဲမှာသူသွားနေတာအဲ့တော့မြည်တီတန်ဖိုးတစ်ခုခုကိုမဆိုအဲ့တော့ဂျားချလိုက်ပေါ့နော် 200နဲ့အဲ195ကြားထဲမှာဆိုအဲ190 190ကိုကျွန်တော်တို့ကြားချပြီအဲ190လောက်နဲ့လောက်ကြည့်မယ်ကိုလိုချင်တဲ့တန်ဖိုးအနည်းမြန်နဲ့ပြင်ပြင်လို့ရတယ်အဲတန်ဖိုးအဲ190ဆို190တန်းနေပဲထားလိုက်ချင်တယ်ဒီလိုမျိုးနှိမ့်လိုက်မြန်လည်းမလုပ်ချင်တော့ဘူးဆိုရင်အဲအဲ့လိုမျိုးလုံးမှလည်းဖြစ်မှာအဲ့လိုမျိုးလုံးမှကျွန်တော်တို့ program music တီးရဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီလောက်ရတာတီးရခတ်တာပိုလွဲမှာဒီလိုတန်ဖိုးနှိမ့်လိုက်မြန်နဲ့ဆိုလောက်ရတာတီးရခတ်တယ်အဲ့တော့ ကျွန်တော်အဲ့လိုမျိုးလုပ်ဖို့အတွက်တန်ဖိုးတန်းတန်းနဲ့ဖြစ်အောင်လုပ်ဖို့အတွက်နောက်တစ်ဆင့်ခုနလိုပဲ wave ကိုဆက်လက်လုပ် truck ကိုဆက်လက်လုပ် ပြီးရင် audio ထဲမှာ advance ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါကိုနှိပ်မယ်ပြီးရင် set definition from tempo ဆိုတဲ့ဟာလေးနှိပ်မယ်ပြီးရင်ဘာမှလုပ်ပြောင်းကြမလို့ပါဘူးဒီတိုင်းလေးပဲဒီမှာဒီပုံစံတိုင်းလေးပဲ okay နှိပ်လိုက်ပါအဲ့ဒါရပါပြီပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်မလုပ်အောင်လဲဆိုတော့ဒီမှာ tempo truck ကိုတော့ဒီမှာ power button လေးရှိတယ်အဲ့ဒီ button လေးကိုဖြုတ်ရအောင် ပါဝါဘော်တွန်နှိပ်ထားရင်မန်နျူရယ်တန်ဘိုဖြုတ်လိုက်လို့ရှိရင်အော်တိုတန်ဘိုမန်နျူရယ်တန်ဘိုဆိုတာဒီနေရာမှာ190ဟိုနေရာမှာ200ဒီနေရာမှာ180ဆိုတော့အဲ့လိုပြောင်းကျင်ရင်မန်နျူရယ်တန်ဘိုနဲ့တုံးရတာပေါ့နော်အခုကမပြောင်းကျင်ရင်ဒီမန်နျူရယ်တန်ဘိုကိုဖြုတ်ပေးရပါမယ်ဖြုတ်ပေးလိုက်လို့ရှိရင်အဲကျွန်တော်တို့တန်ဘိုတစ်ခုတည်းကိုထားလို့ရပါပြီဒါဖြုတ်လိုက်တာနဲ့သူကတန် Jubilee project အစ်စ်ဖွင့်လိုက်ရင်စထွက်လာတဲ့တန်ဘိုက120ပဲ default ပဲအဲအဲ့ဒီဟောင်းမှာကျွန်တော်လိုက်ပြောင်းအောင်ပါနော်ဟုတ်ကျွန်တော်တို့က 190ခန့်ထားကြည့်မယ်190ထားပြီးတော့ဖွင့်ကြည့်မယ်ခြင်းအကိုက်မကိုက်ခန့်ချော်လွယ်ကောင်းကဲ့နော်အဲ့တော့ကျွန်တော်မြန်ချင်းတယ်ဆိုတော့ကြိုက်တယ်လို့မြန်လို့ရတယ်ဒီမှာ195 195လောက်ထားပါ ဒါလေးကပိုကောင်းပါတယ်။သူ120အထိတောင်သူကသွားထားရဆိုလေ109 195လောက်ကတော့ပိုအဆင်ပြေမယ်။အဲကျွန်တော်တည်တဲ့လောက်သူကဒန်ဆာတွေပါရင်လဲပါပြီးတော့သူ performance လုပ်မှာဆိုတော့သူကလောက်ကောင်းအောင်နော်။နည်းနည်းလေးမြန်ထားပြီးတာကောင်းမှထင်တယ်။အရင်ကြီးမဟုတ်ရင်တော့မပေါ့နော်။190နဲ့3 3လောက်ထားလိုက်ကြားချလိုက်โอเคဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့တီးဖို့ရန်အတွက် ပြင်ဆင်ပြီးသွားတဲ့ဟာတော်တော်များများပြီးသွားပါပြီအဲ့တော့ drum စရေးဖို့အတွက်ကျွန်တော်တို့စပြင်ဆင်မယ်အဲ့တော့အဲ့အတွက်ဒီတချင်းကစထွက်တာ ਨੇ အဲ့လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုကျူးရှေ့မှာနှစ်ပါးထားမယ်အဲ့တော့အားလုံးကို oscillate လုပ်မယ် oscillate က control a ပဲ select လုပ်ပြီးတော့ကျွန်တော်တို့နောက်ကိုနှစ်ပါးဆုပ်မယ်အဲဒီမှာ grid ကို on လိုက်မယ်နှစ်ပါးဆုပ်မယ်ဆိုတော့ရှေ့မှာကျူးနှစ်ပါးထားမယ်နှစ်ပါးဆိုအမြန်အတွက်နှစ်ပါးပေါ့နော် ဲ့လိုထားလိုက်မယ်ဟာခဏလောက်လိုက်194လောက်လိုက်194လောက်မယ်အဲဒါမှဟိုအနည်းအတွက်ပြောင်းကျင်လဲပြောင်းလို့လွယ်အောင်စုံကနန်းဆိုလွယ်အဲ့တော့ကျွန်တော်လုပ်ပြီးသားကျွန်တော်နောက်ကိုဆုတ်လိုက်မယ်နှစ်ပါကျစစ်ကြည့်မယ်။ဆုံးရတယ်မယ်။ โอเคไก่ไปเนาะไก่ไปဆိုတော့ကျွန်တော်ကဲ drum ဆရေးဖို့ရတဲ့ ready ဖြစ်ပါပြီအဲ့တော့ drum ရေးမဲ့ line လေးကိုခေါ်လိုက်မယ်အဲ tempo track လုပ်တဲ့ဟာတော့ဒီလောက်ဒီလောက်ပဲဒါနဲ့နေပြီးသွားပြီเนาะโอเคအဲ့တော့ကျွန်တော်ဒီ video လေးဒီမှာခဏရက်မယ်ရက်ပြီးတော့ကျွန်တော် drum ရေးတဲ့ဟာလေးကိုနောက် video မှာကျွန်တော်ဆက်ပြောင်းမယ်ဒါဆိုရင်ကျွန်တော်ပြခဲ့တာတချင်း စိတ်မကြီးတဲ့တခြင်းတပုတ်ထဲကိုပဲ version နှမျိုးနှမျိုးလုံးကျွန်တော်တမ်ဘိုထရက်ခေါ်တာကိုကျွန်တော်ပြပေးသွားပါပြီအဲ့တော့အဟိုရှိတစ်ခုကမလုံလောက်မှဆိုတော့ဒီတစ်ခုထပ်ပြတာပါနော်ဟောတော်တော်များများကတော့ဒီတမ်ဘိုဒီတက်ရှင်းနဲ့လုံးလို့ရှိရင်အဆင်ပြေပါတယ်အဲဟိုမပြေတဲ့ဟာလေးတွေလည်းတချို့အပုတ်အနေချင်းတော့ရှိနိုင်ပါတယ်နော်တကယ်လို့များရှိလို့အဲမလုံတတ်ဘူးဆိုရင်တကယ်လို့များတိကျနေဆိုရင်ကျွန်တော်ကိုအဆက်သွယ်ပြီးတော့မေးလို့ရပါတယ်နော်ကျွန်တော်အားတဲ့အချိန်လေးပြန်ပြန်ဖြေပေးပါမယ်โอเค ီဗီဒီယိုရဒီလောက်ပါဗျာ